ပထမဦးဆုံးကတော့ဒီမှာကျောင်းအများကြီးလာရတဲ့အတွက်ကြောင့်မလို့ပေါ့နော်လူမျိုးလူတငယ်ချင်းအများကြီးနဲ့လည်းဆုံတွေ့ရတယ်ပြီးတော့မှဒီသူတို့ရဲ့ performance လုပ်တော်တဲ့အရာတခုစီတိုင်းကလည်းကိုယ့်ကိုပေါ့နော်ပျော်ရွှင်မှုတမကောက်စိတ်လုံးရှားစေရမျိုးတွေလည်းရှိရပေါ့နော် ပြီးတော့မှဘာတွေတွေ့ရသေးလဲဆိုတော့အာကျောင်းတကျောင်းချင်းစီမှာသူတို့ performance လုပ်သွားရပေါ့နော်ဘာတွေကိုတွေ့ရလဲဆိုတော့ကျောင်းတကျောင်းချင်းစီမှာရှိနေတဲ့ကလေးတွေကတကယ်ပဲတော်တယ်ဆိုတာတွေ့ရတယ်ပြီးတော့မှ အာဘယ်လိုခံစားရသေးလဲဆိုတော့ဒီလာမယ့် game တွေအတွက်ပေါ့နော်တူတူဆွဲရမယ့် game တွေအတူတူအာဒီလိုမျိုးဆွဲရမယ်ဆိုတော့နည်းနည်းစိတ်လှုပ်ရှားဖြစ်ရပေါ့နော်ကလေးများနေ့က block တိအရေးကြီးရဲဆိုတော့ဒီညီမရဲ့အမြင်နဲ့ပြောရမယ်ဆိုရင်ကလေးတွေကတကယ်ပဲသူတို့ကဆိုရင်ပျော်ရွှင်မှုကိုကြိုက်ကြတယ်ဗျနော်ကလေးတွေကပျော်ရွှင်မှုကိုကြိုက်တယ်ပြီးတော့မှသူတို့ကသူတို့ကိုအရေးပေးတာမျိုးသူတို့တွေးရင်ဆိုရင်အဲ့ဒါသူတို့တော့အရင်ပျော်ရွှင်နေဆိုတာမြင်တွေ့ရတယ်ဗျနော်ဒါကြောင့်မို့ကလေးတွေက သူတို့ရဲ့အနာဂတ်လာပေါ့ဖို့ပြောမှသူတို့ကိုဒီ support လုပ်ပေးအနေနဲ့ဆိုရင်ကလေးများနေ့ကိုလည်းပြုလုပ်တဲ့နေဆိုတာပြုလုပ်ရတာအရေးပါတယ်ဆိုတာပြောပြရအောင်။ညာတဲ့ကြားခွင့်အကျန်းတ်ချင်းရနေလွမြောင်းနိုင်ခွင့်ကျမ်းမာရေးတင်ညာရေးစသဖြင့်မျိုးမျိုးကိုအရင်ကမှပြောပြောတာပေါ့နော်။ဘယ်လိုဆိုတော့ဒီလိုမျိုးကျွန်တော်တို့ ဒီမြို့ Megas ကျောင်းအနေနဲ့ကျွန်တော်တို့ဒီလိုမျိုးကလေးများနဲ့ကိုအကောင်းဆုံးဘုနော်စူးစမ်းစူးစမ်းပြီးတော့လှုပ်ဆောင်ပြီးတော့ဒီလိုမျိုးကလေးများနဲ့ကျင်းပရတယ်မြို့အကစားတွေနဲ့လည်းဒီမျိုး playing football တွေနဲ့ဒီမျိုးအကတွေဘုနော်ဒီမျိုးတချောင်းနဲ့တချောင်းပေါင်းစည်းမှကျွန်တော်တို့ဒီမျိုးဖွဲ့စည်းမှကလေးများနဲ့ကိုဖွဲ့စည်းရဘာဖြစ်လို့ဒီလိုဘာဖြစ်လို့ပြုရှင်ရလဲဆိုတော့ဒီကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဆိုဘုနော်ကလေးများနဲ့မှဆိုတခြားကလေးတွေဆိုတာစစ်ပြေးဆောင်ရတဲ့ကလေးတွေတော်တော်များရှိရဘုနော်ဒါပေမဲ့ကျွန်တော်တို့ဒီလိုမျိုးဖြားသိရင်ကြီးစိုးစားတော့အကြောင်းဒီဘက်မိုက်ဆောင်မှုမှာရောက်ရှိလာပြီးတော့ဒီထိုင်းနိုင်ငံဆက်သွေးလီမှာထက်တန်း ကျောင်းကိုတင်ယူလာတဲ့အတွက်ကျွန်တော်တော်တော်လေးဟိုမှာဝမ်းသာဘူးနော်ဒီလိုမျိုးထက်ကဒီမျိုးပြင်ဆင်ပေးတဲ့အတွက်ကျွန်တော်တော်တော်လေးကျေးဇူးတင်တယ်နော်အချို့ကလေးတွေမှာဆိုရင်လင်းမြန်းနဲ့ပွင့်မှုချင်းပခွင့်မရခဲ့ဘူးဘောနော်ဒါမဲ့ကျွန်တော်တို့ဒီမျိုးကလေးလင်းမြန်းနဲ့ချင်းပခွင့်ရတယ်လို့ကျွန်တော်ဝမ်းသာတယ်ပြီးရင်ကျွန်တော်တို့ရဲ့ဒီဟာကျွန်တော်ရဲ့ကလေးများနဲ့အတူကျွန်တော်တို့အရင်ကပျော်ရွှင်ရတဲ့နေ့တစ်ခုဖြစ်တယ်ဘောနော်။တနေ့ကြိုသွားတယ်နဲ့ကျွန်တော်တို့တနေ့ကပြန်ရောက်ဖို့ကမလွယ်ဘူးနော်။အဲကြောင့်ကလေးများနဲ့ဆိုတာကျွန်တော်တို့အရင်ကအရေးကြီးတဲ့နေ့ဆိုရင်ဒီလိုကျွန်တော်ခန်းစားရပါမယ်။